ကျွန်တော်ဒီနေ့ recap လုပ်ဝင်မယ့်အပိုင်းကတော့အမတပါရဲ့ကိုပိုင်လမ်းစဉ်အပိုင်း15ဖြစ်ပါတယ်။ဝမ်းလင်ကကျွန်တော်မိုင်း1000ဝါဝေးရောက်ရင်ဝဉဉင်သွေးပြန်ပေးပါမယ်လို့ပြောလိုက်ပါတယ်။ဝမ်းလင်ကြီးကဝဉဉင်သွေးတောင်းနေသူရဲ့အဆင့်ကတော့တတိယချင်းချင်းအဆင့်အကျော်မှဖြစ်ပါတယ်။တစ်ဖက်တမ်းမြင်မှာတော့သူတို့ဘိုင်းရဲ့စီလုံးခိုးခံရအောင်ပြောနေပါတယ်။ ြီးတော့ဆီလုံးတစ်ခုကိုလိုက်ဖမ်းမာတော့တယ်ခွိုင်းလင်ရလည်းတတိသာအရှင်ကြည်ညာသူဖမ်းမာဆိုရင်ဒီအတွက်ဟော်ဗန်တိုင်းမီကနေထွက်လာပါတယ်အဲ့ဒီအချိန်မှာလော်ရယ်ကိုင်းကလူရှိကလည်းဆီလုံးကိုကန်လို့ဝမ်းလင်နဲ့တွေ့ပြီးဝမ်းလင်ကဆီလုံးတစ်ခုထွင်ပြီးစတိုက်ဖို့ပြင်မာတော့တယ်အဲ့ဒီအချိန်မှာဝမ်းအရောက်လာပြီးဘိုးအမြင်ရလိုက်ဆီလုံးခိုးတာဒီသခင်လေးမဟုတ်ဘူးလို့ပြောလိုက်ပါတယ်လူရှိကလည်းဝမ်းလင်ကိုခွင့်လို့ပေးဖို့အတောင်းပန်ခဲ့ပါတယ်လော်ရယ်ကိုင်းထက်သွားမှဝမ်းလင်ကအမကြီးတွေကပုံနေတဲ့စွန်းရုံကိုလမ်းပြီးတော့တိုက်ခိုက်လိုက်ပါတယ်စွန်းရုံကတော့ဆီလုံးတစ်ခုပါ လိုကိုင်းကအတိုက်မှာကြောက်လို့သူကပေါင်းနေတာဖြစ်ပါတယ်။ဆွေကအတူခီးတောင်းပြီးပြောပြီးမလင်းကိုလိန်ခေါ်လာပါတယ်။ဆွေရဲ့အထက်လူကြီးကဝမ်းလင်းကိုတမ်းမဲ့အလုံးမှာဝမ်းလင်းကအတုတ်တင်နေဆိုပြီးတော့တစ်ချက်တည်းတက်ပြလိုက်ပါတယ်။ဆွေကလည်းလမ်းဖြန့်ပြီးပြေးသွားတော့တယ်။ပြေးရင်းနဲ့ဆွေကမိတော့တဲ့ဆွေမျိုးကခံလိုက်ရပါတယ်။ဝမ်းလင်းကအကြီးစားမိသားရဲ့တွေနဲ့တွေ့ဆုံပြီးတော့ရှူလီကိုကိုထုတ်ပြီးတော့တိုက်ခဲ့ပါတယ်။ရှူလီကိုကတော့ဘိုင်းဘိုင်းဘဲကိုဆိုပြီးတော့ထပ်ပြေးသွားပါတယ်။မိသားရဲ့ဘင်ကထွက်လာပြီးဝမ်းလင်းနားရောက်မှာနေရီစီဆုပ်ယူတာခံလိုက်ရပြီး ya es venga, de dos